ဆက်တင်မှာကြတော့မဟာရန်ပေါ့နော်မဟာဘွဲ့ကိုသုံးဘွဲ့ရဟာရောနောက်2023မှာကြတော့ဒီမှာအခုဒီအုပ်ချုပ်ရေးပိုင်းကိုသိချင်လို့လေးလာပြီးတော့လီဒါရှစ်မန်နေမန့်လီဒါရှစ်အဲ့ဒီဘွဲ့ကိုထပ်ယူထားတာပေါ့နော်ဘွဲ့လေးဘွဲ့ပေါ့နော်အကြီးကတော့အမကြာဆယ်တန်းအောင်ပြီးတော့ဘွဲ့ရတာကြာဆယ်တန်းအောင်20တန်းအောင်2000 3000လေးမှာဆယ်တန်းအောင်နဲ့2000အောင်ကမှဘာဘာကွန်ပျူတာဘွဲ့ပထမဘွဲ့ရတယ်ဒုတိယ2000ရှစ်မှာဘွဲ့ဒုတိယဘွဲ့ကို2000ရှစ်မှာထပ်ရတယ် 2021မှာစတော့မဟာရန်ပေါ့နော်မဟာဘွဲ့ကိုသုံးဘွဲ့ရထားတယ်။နောက်2023မှာစတော့ဒီမှာအခုဒီအုပ်ချုပ်ရေးပိုင်းကိုသိချင်လို့လေ့လာပြီးတော့လီဒါရှစ်မန်နေမန့်လီဒါရှစ်အဲ့ဒီဘွဲ့ကိုထပ်ယူထားတာပေါ့နော်ဘွဲ့လေးဘွဲ့ပေါ့နော်အကြီးကတော့စန္ဒာကတော့ဝမ်းပြေအခု2021မှာဘွဲ့ရပြီးတော့2021မှာလုပ်ငန်းဝင်ဝင်တယ်။ဥမာဝင်းကြီးစန္ဒာမှာမြို့သားစီမံကိန်းမှာဝင်ဟာပေါ့နော်လုပ်ဝင်စဝင်တယ်ဝင်ပြီးတော့အခု2025မှာဆိုရင်ဒီမှာလုပ်တာ73နှစ်နဲ့လုပ်ထွက်လိုက်တာ။ဘာကြောင့်လဲဆိုတော့ဘယ်လိုလဲ ကိုကအောက်ချက်လူနာသားဘွားကိုကအောက်ချက်လူနာသားဘွားတက်တာဆိုအောက်ချက်လူနာသားဘွားအောင်နားလေတဲ့အားစားမလို့ငါတို့ထွက်ပြီးတော့မှငါတို့ညင်ခံနေလို့မရငါတို့ညင်နေလို့မရဘူးငါတို့ထက်တဲ့ဝင်ဝင်အောက်ချက်ရအတန်းဆိုတော့ငါတို့ဒီအလုပ်ကြီးကိုမနော့ကိုကကိုနေမြတိုင်းဘုံမြတိုင်းစားမြတိုင်းဆိုရင်တော့မကိုလို့မှာကိုဆက်ပြီးတော့နေလို့ရတယ်ဒါပေမဲ့မဟုတ်ဘူးနိုင်ငံခိုင်ချက်ကနည်းနည်းတော့ပါရှိတော့ကံကလုံးထွက်မယ်အဓိကနိုင်ငံရေးလုပ်တယ်ဆိုရင်လည်းဒီနိုင်ငံပါရီနိုင်ငံရေးအမှန်တော့မတို့ဘုံထုတ်ထားရတယ် နိုင်ငံရဲ့အလုပ်လုပ်မှဆိုရင်ဝင်းဆောင်ကအလုပ်အလုပ်ကနေထွက်ရတယ်ကျမတို့ကအားကြောင့်လို့ဒီလုပ်နိုင်ငံရေးလုပ်ချင်တဲ့အတွက်ကြောင့်မဝင်းဆောင်ကနေလုပ်ထွက်တယ်အဓိကအဲ့ဒါ ငါဘယ်လုံးထုတ်ထားတဲ့ကြီးရဲ့ဇက်ကဒီနိုင်ငံရေးလုပ်ရှင်လို့ဒီမှာအလုပ်ထပ်ပဲပါလေငါအဓိကတော့ဟိုမစနာအများကြီးငါတော့မင်းမင်းမင်းကလေးဆိုမင်းကလေးပဲဘာဖြစ်မှာနော်အမျိုးသမီးပေါ်ကနေကလေးသူငယ်များဘယ်ကဲလို့ကြုံမှုရှိအတွက်လူပန်လူမှုအတိုင်းအတာတစ်ခုဖြစ်ဖို့အတွက်ကိုငါရင်ညွှန်းတယ်ဆိုတော့အေးကြံနေစင်လဲပေါ့နော်ပုံစုစုမလောက်ပူလောင်နေမနေစင်အဓိကတော့ပြမယ်ယုံနေကနာတွေဘာပြောအခုဒီလိုမျိုးမတော်လို့တာမန်ရဲသူရဲသားကတော့ ယုံကနာကြောက်တယ်ယုံသွားဖို့ဆိုရင်ကြောက်တယ်အဓိကပြောမယ်ရှင်းရမယ်အုတ်ချုပ်ရင်မူယုံသွားရင်ကမှကိုခေါ်လို့ဆင့်ခေါ်ရင်ကကိုကကြောက်နေတာလေနော်နောက်ပြီးတော့ခွေမှာကိုအေးတဆန်အိတ်ချင်တာအရင်ကလိုဘွားလိုပြန်ရောက်ချင်တဲ့အတွက်ကြောင့်မင်းကအဲ့ဒါကိုထွက်ပြီးတော့မှလူသမီးလူကိုစားပြီးမှထွက်ပြီးတော့မှဝင်လောက်တာအဓိကတော့နောက်ပြီးတော့တခုရှိတာကတော့ညီမဆက်တော့ပြောဆိုမိသားစုကနော်အခု အခုဒီလိုမျိုးလက်ရှိအခုမတော်တာမန်ရည်သူကြတာပဲဘာဖြစ်ပါတော့အဲ့တော့နိုင်ငံဝန်ထမ်းဖြစ်အငြိမ်းစားဝန်ထမ်းဖြစ်ဖြစ်အကောလုံးအကောလုံးအစောက်တရားကင်းပြီးတော့ငင်းငန်းစွာနေထိုင်နိုင်မှုအတွက်ဘယ်မှာကြဘသူဖွဲ့ဘသူနဲ့ဖြစ်ဖြစ်ဘယ်ဖွဲ့စင်းနဲ့ပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်နဲ့ဖြစ်ဒီမှာတော့ထွေနိုင်ပြီးတော့ဆောင်ရွက်သွားမယ်အဲဒီမှာအဲ့ဒီဟာပဲနောက်တစ်ခုရှိတာညီမရဲ့နိုင်ငံရေးခံယူချက်ကဘာလဲဆိုတော့ကိုရောပဲတွန်းတော့မဖြစ်နိုင်ဘူးကိုရောပြောရဲရှေ့ဆောင်နေတော့မရဘူးအဓိကဒီမှာခိုင်ကြပါဆိုဗျံတူတွန်းနေရွေးနိုင်ပါလိမ့်ဆိုတော့ဒီမှာခိုင်ကြအကုန်လုံးဝိုင်းတွန်းရင်ရှေ့ရောက်သွားမှာပဲ သူတယောက်တည်းအားနဲ့မနိုင်ဆိုရင်အများနဲ့ဝိုင်းတုံလိုက်လို့ရှိရင်ဒီလူကရှေ့ရောက်သွားတယ်။အဲ့ဒါဆိုရင်ဒီလူရဲ့အတန်ကိုကြားနိုင်မယ်။ဒါပြီးတော့ညီမတို့ကအခြေခံဝင်တာအခြေခံဒီလိုမျိုးရက်သူရက်သားလာတဲ့အတွက်ကြောင့်မလို့ညီမတို့ပြောလို့ရတယ်။အပေါ်အဓိကပြောမယ်ဆိုရင်အပေါ်တအားကိုကြီးနေတဲ့လူတွေဆိုရင်ဘယ်လိုမလဲ။လူကြီးနေတဲ့ဆိုရင်အမေတို့ဒီအောက်ဆင်းမဲ့ဆိုတာမင်းတို့ပြောပြောခွင့်နဲ့ကိုပြောချင်တာမှအောက်ကလူတစ်ဝက်မှပြတ်